ယူရိုဂရီဒီဖက်ဒရယ်စနစ်ကိုဦးတည်နေတဲ့အခြေခံမူ၄၀ချက်တည်းကအချက်38ချက်ကိုပြည်ထောင်စုသဘောတူစာချုပ်ရဲ့မူအစိပ်ပိုင်းဖြစ်ညီလာခံနောက်ဆုံးနေ့မှာအတည်ပြုနိုင်ခဲ့ပါပြီ要怎么办？

ှုအခြေခံပင်လုံညီလာခံညီညွတ်မှုအခြေခံပင်လုံညီလာခံဒီတစ်ခေါက်ညီလာခံလေနောက်တစ်ခေါက်ညီလာခံကံအတွက်ကိုဒီခွန်အားတွေဖြစ်ပြနေလို့ယူကြပါတော့ခင်ဗျာဂျာလက်ကောင်းကြီးထွက်လာနိုင်တယ်လို့မြင်နေတယ်အယူဆတယ်အယူဆတယ်ဆိုအပြည့်ဝယုံကြည်တယ်ယူဆတာပြည့်ဝယုံကြည်တယ်ဆိုပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲကျွန်တော်နိုင်ငံမှာခုမှစတာတကယ်ဟိုနိုင်ငံရေးဆွေးနွေးပွဲကိုစနစ်တကျဆောင်ရွက်တာဒီပွဲကပထမဆုံးပဲဒီပွဲမှာကျွန်တော်အတွေ့အကြုံတွေအများကြီးရတယ် တို့ဘလောက်တိဖြစ်လဲဆိုခမ်းမလေးထဲမှာတကယ်ကိုတစ်ဖက်နဲ့တစ်ဖက်ပြင်းပြင်းထန်ထန်နဲ့ပြောကြဆိုကြတာရှိပါတယ်။သို့တော့ခမ်းမထွက်လာတဲ့ချိန်မှာကျွန်တော်တို့ကအားလုံးကစွန့်စ်ပြက်တွေကျွန်တော်တို့ဖိတ်ဆွေညီတွေတွေဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်တယ်။ဒါကတကယ်ကိုသူကြတဲ့ဟိုစိတ်ပိုင်းဆိုင်ရာပေါ့နော်။ကျွန်တော်ရည်ချင်းမှုအစ်ဖြစ်လာတယ်။ဖြစ်လာတော့အခုအချိန်မှာကျွန်တော်တို့အချို့အချက်တွေချန်ခဲ့တယ်။ quarter pin နဲ့ပတ်သက်လို့အစီအမံပြီးတဲ့အတွက်ဟိုအမှန်တမ်းကိုချန်ခဲ့တယ်။သို့တော့နောက် session မှာမတိုင်ခင်ဈာကာလာမှာပေါ့ကျွန်တော်လုံးလုံးပဲလက်ခံနိုင်တဲ့ ဘုံသဘောတူကြအောင်လုပ်နိုင်တယ်ဆိုကျွန်တော်တို့ယုံကြည်တယ်တကယ်လို့ယုံကြည်ပါတယ်ဒီကြောင့်ဒီရမောလာပြောတယ်ဒီဘက်ကအိပ်ပဲပြောပါပြီးတော့တောင်ကြီးထိုင်းတဲ့ခိုင်ပါတဲ့ဘုံကိုပြင်ရှာနေတယ် ပ်ပြီးတဲ့နောက်ပိုင်းမှာတော့အေးဆွေးနွေးမှုဆိုတာတိတ်ဆက်ဆံမရှိတော့ဘူး။ oral ဟိတာငေါ့တာငန်းနေလို့ရှိတော့ဒါတွေကတော့ညိုးနေပါတော့။တကယ်များတော့ it is very beautiful ။သိကြတဲ့ခန္ဓာဒိဋ္ဌိရှိတယ်။ဟိတာပြည့်ခန္ဓာတောင်းကျင်တတ်ပါတယ်။ UPDJC ရဲ့အတွင်းရေးမှူးလည်းဖြစ်ချမ်းခံရေးပါတီရဲ့ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ဦးမြင့်ဆိုးကတော့ငင်းငင်းရေးမစခင်ကတည်းကခွဲမထွက်ရေးစကားရက်ကိုမပြောဘူးဂရိတောင်းထားတာဖြစ်လို့ခွဲမထွက်ရေးဂရိမပေးရင်ငင်းငင်းရေးခကြီးဆက်လို့မရဘူးလို့ယူဆထားတာပါဒီမှာစတင်ပြီးတော့ဆွေးနွေးခဲ့စဉ်တည်းကဟဲ့လားကိုတို့ကဘာဂရိသူတို့စီကတောင်းလဲဆိုရင် ခွဲမထွက်ရဘူးဆိုတဲ့စကားလုံးကိုမပြောပါနဲ့လို့အဲ့ဒီဂရီတောင်းပြီးတော့မှကိုတို့ကဒီငင်းငိုင်းဆွနေဘွဲကိုစခဲ့တယ်အဲ့တော့တိုင်းသားလက်နက်ကန်အဖွဲ့စည်းအားလုံးကဒီခွဲမထွက်ဘူးဆိုတဲ့ဟာကိုအားလုံးလက်ခံတာပြီးတာနောက်တစ်ခုကဒီကနေ့အပေးယူဟဲ့လားတစ်ဖက်ကနိုင်ငံတော်ကနေပြီးတော့မှပြည်တော်စုရဲ့မိသစ်စကဲမှာခွဲမထွက်ရဆိုတဲ့ဒီဂတိကဝတ်ကိုဒါကိုတို့ကဒါတောင်းတယ်တဖက်ကကြားတဲ့ခါကျတော့ဟလာ self determination လို့ခေါ်တဲ့ကိုယ်ပိုင်ပြတ်ထားခွင့်ပေးတယ်အဲပြည်내အတိုင်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်မှာကိုတို့ကပေးတယ်။နောက်တစ်ခုကဂန်းတူညီများမှုကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ကိုကိုတို့ကပေးတယ်။ဆိုတော့ဒါတွေဒီအပြန်အလှန်ပဲ။အဲ့တော့ဒီဟလာပြည်တော်စုမှခေါ်ထွက်မှာပါဘူးဆိုတော့ဒီဂရီမှမပေးဘူးဆိုရင်ဒီရင်းရင်းအိမ်လမ်းကြောင်းကရှစ်ဆက်လို့သွားစရာအကြောင်းဘာမှမရှိဘူး။နော်အဲ့တိုင်းပဲကိုယ်အနေနဲ့တော့ပြောချင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်လူထုကောင်းဆောင်တော်အောင်ဆန်းစုကြည်ကတော့ငင်းငင်းခီးအတွက်နောက်ပိုင်းနဲ့နဲ့ကမဟာမိတ်အဖွဲ့ရဲ့အရေးနဲ့ ပြည်တော်စုငင်းငင်းစာချုပ်အခြေခံမူတွေအားလုံးပါဝင်သဘောတူအတည်ပြုနိုင်ရေးခရီးဆက်ရအောင်မယ်လို့ပြောဆိုခဲ့တာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီဒီတစ်ခေါက်ညီလာကနောက်တစ်ခေါက်ညီလာကတော့ထောက်ပံ့ကောင်းတွေဖြစ်ခဲ့ပါတော့မယ်။ချောရဲကြချင်းမပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ဆင်းလုံးညီလာခံကတော့နောက်ပိုင်းညီနောင်အဖွဲ့တွေပါဝင်လာရေးလမ်းကြောင်းတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။ Thank we'll you.